အရေပြားအလှပကိုဂရုစိုက်ကြပြီဆို အများစုကမိန်ကလေးတွေကိုပဲပြည့်မြင်တတ်ကြပါတယ်။အခုတော့ယောက်ျားလေးတွေပါ အရေပြားအလှပကိုထိမ့်သိမ့်ဖို့ဂရုစိုက်လာကြပါပြီ။ Global ဆန်လာတဲ့ခေတ်မှာယောက်ျားလေးတွေပါလှပတန်ရှင်းကျင်နေကြတာအမှန်ပဲလား။ရုံမြင့်တန်ကြားကနေထုတ်လွှင့်တဲ့ဇလန်းတွဲတွေကမင်းသားမင်းသမီးတွေကိုသဘောကျလာရကမြမလူငယ်တွေလည်းသူတို့လိုလှပတန်ရှင်းကျင်လာကြတယ်လို့ကိုစန်းလင်းကပြောပြပါဗျ။မျက်နာပေါင်းတင်တာ ပင်ဆိုရင်လဲဇလန်းတွဲတွေကမင်းသားတွေပုံကို ပြပြီးညှက်လာတာစကင်ကဲအတွက်တုံးရမဲ့ပစ္စည်းတွေကိုမေးလာကြတာတွေရှိတယ်လို့သူကဆိုပါတယ်။ညတော်အဖေကတော့သူမျက်နှာပေါင်းတင်တာတော့ဒီသပင်ပိုင်းဆိုရင်လဲသူကတဝန်ကနေမှတချို့တော်တော်သူတို့ Photoshop တွေပေါ့ high tech နဲ့ကြီးခဲ့တဲ့ပုံတွေဒီဇိုင်းတွေပြပြီးတော့လာပြီးတော့ဝန်ဆောင်မှုတောင်းအောင်ပါသူတို့အကြံဉာဏ်တောင်းတယ်သူတို့မျက်နှာသူကိုအစီပြန်တယ်ဘလူးစကင်းနဲ့တုံးတဲ့နေပေါ့။ဒါမျိုးလေးတွေတော့တော့သူတို့အကြံဉာဏ်တောင်းတယ်။မြန်မာယောက်ျားလေးတွေအရေးပြားအလှပကိုပိုပြီးစိတ်ဝင်စားလာတာကို My Princess Clinic ကတက်တည်ထူနေပါတယ်။သူတို့ဆိုင်မှာထောက်ဝက်ကြော်လောက်ဟာအမျိုးသားတွေဖြစ်ပြီးအသက်အရွယ်အပိုင်းချလိုက်အရေးပြားကုထုံးယူတာမတူညီကြဘူးလို့ရှင်းပြသူကဒေါက်တာဆိုင်းကိုကိုဦးပါ။သူတို့စီလာကြတဲ့အမျိုးသားအများစုကဝက်ချန်နဲ့အရေးအကြောင်းတွေကိုကုသထိမ့်သိမ့်နေသူတွေအများစုပါလို့ဆိုပါတယ်။ဘလို့ service member လို့ကြားရဆိုလို့ရှိရင်သူကအသက်ရှင်တဲ့အပိုင်းချမ်းပုံမူတည်ပါတယ်။လူငယ်တွေဆိုလို့ရှိရင်သူတို့ကကြတော့ဒီ ဟော်မုန်းချင်းကြကြောင့်ဖြစ်တဲ့ပြဿနာတွေပေါ့။ဥပမာတစ်ပတ်ချင်နေဒီလိုရှင်နေတာများအစီပြန်တဲ့ပြဿနာတွေအဲ့လိုမျိုးလူငယ်ပိုင်းဥပမာအဲ့25အောက်25အဲ့ဒါဟိုဆက်ရှိကနေ25အထိပေါ့။အဲ့ဒီကြားမှာဆိုလို့ရှိရင်ဒီဝက်ချင်ပြဿနာကိုပုံမှန်များကြတယ်ဒီလိုရှိရင်25နေ30အတွင်းအကြောဒီအရေးကြောင်းပါတော့အဲ့ဒီအဲ့ပါ25နေအသက်25အထက်ပေါ့အဲ့ဒါဒီလိုရှိရင်အသက်40 50အထိအဲ့ဒါအရေးကြောင်းတက်တာကိုပြောမှလည်းရအောင်အရင်တုန်းက ယောက်ျားလေးတွေဟာအလှပဆိုရင်သပင်ဒီဇိုင်းလောက်ပဲပြုပြင်လေရှိပြီးအခုနောက်ပိုင်းမှာအရေးပြားအလှပကိုစိတ်ဝင်စားလာကြတာဟာလုပ်ငန်းခွင်မှာ personality ကအရေးပါလာတာကြောင့် skin care လုပ်လာကြပုံရတယ်လို့ပြောပါတယ်။အလှအပဆိုတာထက်ယောက်ျားလေးတွေအရေးပြားကိုဂယူဆိုင်တဲ့နယ်လို့ပြောလာသူက model 2မြတ်ပါ။သူ့အရေးပြားဟာအရင်ကကြမ်းတမ်းပြီး အခု လေးစားကုထုံးနဲ့ treatment ယူတဲ့အခါပိုပြီးနှူးညံ့လာသလိုဝက်ချံများလာကြောင့်ဝက်ချံနည်းဖို့ အရေးပြားကောင်းဖို့လုပ်တာပါလို့ရှင်းပြပါတယ်။တရုတ်ဆောင်ဒီမှာမဟုတ်ဘူး။ဒါမှမဟုတ်ဘူးနော်။ဂျာလီတိုင်းကအရေးပြားကိုတားပေါက်ဖို့ထဲလို့မဟုတ်ဘူး။တားပေါက်ဖို့အရေးကြီးရတဲ့ဆိုင်။ကိုယ့်အရေးပြားကောင်းဖို့လို့တူဆိုင်ပြုလုပ်ရတယ်။ကျွန်တော်အရေးပြားစီရင်ကျွန်တော်စီရင်လည်းဒီမှာ rush ဖြစ်တာကြီးကျွန်တော်နားရအောင်နော်။ဒီမှာလေးစားလာပြီးတော့ treatment လုပ်တဲ့အခါမှာတော်တည်တာလား။